ားလုံးပဲမင်္ဂလာပါခင်ဗျာ Global Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကိုတင်ထားတဲ့ post တွေကိုဖြတ်လိုက်ပြီလို့ရှိရင်အဲ့ဒီ post တွေကိုဘယ်နေရာမှာပြန်ယူရမလဲကို Facebook မှာကြည့်ခဲ့တဲ့ video တွေကိုပြန်ရှာတဲ့နည်းနဲ့ကို like တွေ follow တွေလုပ်ထားတဲ့ page တွေကိုပြန်ပြီးတော့ unfollow and like တွေဘလို့လုပ်ရမလဲဆိုတဲ့အကြောင်းအရာအစုံတော်တော်များများကိုကျွန်တော်ဒီ video မှာ Facebook နဲ့ဆိုင်တဲ့နည်းပညာကိုဒီ video မှာပြပြပေးမှာပဲဖြစ်ပါတယ် အဲ့ဒါကြောင့်မိတ်ဆွေတို့ကအဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်ကျွန်တော် channel လေးကနည်းပညာနဲ့ပတ်သက်တဲ့ဘုသူတာမသမျှကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော် channel လေးကို subscribe လေးလုပ်ထားကြပါအောင်ခင်ဗျာကဲဒါဆိုရင်ဆက်လိုက်အောင်အခုလုတ်ပြပေးမှာကတော့တနေရာထဲမှာပဲခုနကကျွန်တော်ပြောပြလိုက်တဲ့ဟာတွေကိုလုတ်လို့ရမှာပဲဖြစ်ပါတယ်အဲ့ဒါကိုဘေးနားကအကြောင်းသုံးကြောင်းလေးကိုနှိပ်လိုက်ပါပြီးမိတ်ဆွေက sub တင်တဲ့ကိုဝင်လိုက်ပါအောက်မှာ profile setting ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်လိုက်ပါ အပေါ်ကိုနည်းနည်းဆွဲတင်လိုက်ပါ activity love ဆိုတာလေးကိုနှိပ်လိုက်ပါမိတ်ဆွေရ post code တင်ပြီးတော့ဖြတ်လိုက်တယ်ဆိုရင်ဒီ archi ဆိုတဲ့နေရာမှာဝင်ကြည့်လို့ရပါတယ်ဒါဆိုရင်သူကရက်30မပြည့်မရှိဒီမှာပေါ်နေပါလိမ့်မယ်ကျွန်တော်မှာတော့ဖြတ်ထားတဲ့ post တွေမရှိတော့တခုမှမပေါ်ပါဘူးဒီ recycle bin ဆိုတာကြတော့ကိုဖြတ်လိုက်မိတဲ့ post တွေကိုဒီနားမှာပြန်ယူရဲဟာပါသူကရက်30မကြာလဲ့ ရ30ကျော်ကလည်းဒီ recycle bin ထဲမှာရှိနေလို့ရှိရင်အဲကိုကပြန်ယူလို့ရပါတယ်ကျွန်တော်မှတော့တခုမှမရှိပါဘူးမိစတို့က post တွေကိုဖြတ်လိုက်မိတယ်ဆိုရင်ဒီ recycle bin ထဲမှာပြန်ယူလို့ရပါတယ်ပြီးတော့အောက်မှာအပြာရောင်လေးတွေနဲ့ပြားထားတဲ့ဒီအတန်းလေးတွေကိုကျွန်တော်တခုချင်းစီရှင်းပြပါမယ်ဒီ public post တွေဆိုတဲ့နေရာကကျွန်တော်ကိုတင်လိုက်တဲ့ post အားလုံးကို ပြောတာပါကိုကလူအများတွေကြီးစုနိုင်အောင်ကိုတငယ်ချင်းတွေကိုမိစတွေမကတခြား Facebook သုံးတဲ့လူတွေလူတိုင်းကိုကြီးစုနိုင်အောင် ပတ်လင်းနဲ့တင်မယ်ဆိုရင်တင်တဲ့ post တွေကိုဒီနေရာမှာအကုန်လုံးမြင်နိုင်ပါတယ်။ပေါ်လာတဲ့ post တွေကတော့ကျွန်တော်အကောင့်မှာတင်ထားတဲ့ post တွေပဲဖြစ်ပါတယ်။ဒီအရာလေးတွေကိုအမှတ်ရှိပြီးတော့အမှတ်ရှိပြီးတော့ကိုကအားရှိလို့ရှင်လား visa ကပင်တွေကို post ရှင်လားအဲ့လိုမျိုးနှစ်ခုလုပ်လို့ရပါတယ်။ဒါက public post ဆိုတဲ့နေရာမှာလုပ်လို့ရတဲ့ဟာပဲဖြစ်ပါတယ်။ဒီ public tag ဆိုတဲ့နေရာကျတော့ကိုကကိုကတက်ဆွဲထားတာတွေကိုက mention ခေါ်ထားတာတွေကိုဒီမှာအကုန်လုံးပြပေးတဲ့နေရာပါ။ မန်းရှင်းခေါ်ထားတာတွေတက်တွဲထားတာတွေကိုဒီမှာအဲပေါ်နေပါလိမ့်မယ်ကိုကတမတော်ကျင်တော့ဘူးမန်းရှင်းမခေါ်ကျင်တော့ဘူးဆိုလို့ရှိရင်ဒီအမန်ရှင်းလေးတွေနှိပ်ပြီးတော့ remove တက်ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲဒါဆိုရင်တက်တွဲထားတာတွေအကုန်လုံးပျောက်သွားပါလိမ့်မယ် live video ဆိုတာကြတော့အဲကို live လွှင့်ထားတဲ့ video တွေပေါ့နော် video live ကိုက live လွှင့်ထားတဲ့ video တွေရှိလို့ရှိရင်ဒီ live video ကိုနှိပ်ပြီးတော့ ဖြတ်တာတွေတော့မပြောင်းပြင်တာတွေအကုန်လုပ်လို့ရပါတယ်ဒီ live video ကြာကျွန်တော်မှ live လွှဲထားတာမရှိတော့ကျွန်တော်နှိပ်မပြတော့ပါဘူးဒီ story activity ကြာတော့ story dinner တွေကို Facebook မှာ story အတိုလေးတွေ dinner တွေအဲအရာလေးတွေကိုဒီမှာဝင်ကြည့်တဲ့နေရာပါ ဝင်ပြီးတော့ update လုပ်တဲ့နေရာပါ story တွေကိုပြန်ယူခြင်းလားပြန်ဖြတ်ရှင်ဖြတ်ရှင်လားဆိုတာတွေကိုဒီမှာဝင်လုပ်လို့ရပါတယ်ဒီ page live ဆိုတာကတော့ ီကို light လောက်ထားတဲ့ page တွေကိုဒီမှာအကုန်လုံးပြထားတာပဲဖြစ်ပါတယ်ဒီ page light ထဲကိုဝင်လို့ရှိရင်ကို light လောက်ထားတဲ့ light ဆိုတာကဟို post ကို reaction ပေးတာမဟုတ်ပါဘူး page ကို light လောက်ထားတာပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုး light လောက်ထားလို့ရှိရင်ဒီမှာ light လောက်ထားတဲ့ page တွေကိုဒီမှာသူကပြထားပါလိမ့်မယ်အဲ့ဒီကို like လောက်ထားတဲ့ page တွေကို m like လောက်ရှင်နေဆိုရင်အဆက်30ကိုနှိပ်လိုက်ပါပြီးရင် m like ဆိုတော့လေးကိုနှိပ်ပေးလိုက်လို့ရှိရင်အဲ့ဒီ page ကို ကိုက m like လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ပြီး following ဆိုတဲ့နေရာကိုနှိပ်လိုက်ပါ following ဆိုတာကကို follow ထားတဲ့ page တွေကိုဒီမှာပြထားပါလိမ့်မယ်အဲ့ဒီဟာတွေကို unfollow လုပ်ရှင်နေဆိုရင်ဒီ asset 3 asset 2ဆက်ကိုနှိပ်လိုက်ပါပြီးရင် clear all ဆိုတာလေးကိုနှိပ်ပေးလိုက်လို့ရှိရင်အကုန်လုံးပြတ်သွားပါလိမ့်မယ်ပြီးရင် reference ဆိုတာရှိပါတယ်အဲ့ဒီ reference ဆိုတဲ့နေရာကမိတ်ဆွေတို့ကိုဘယ်သူလာအပ်ထားလဲဘယ်သူကကိုအပ်ထားတဲ့လူက အကောင့်လက်ခံသွားလားကိုယ့်ကိုယ်သူကလာအပ်နေလဲဆိုတော့ကိုဒီ reference ဆိုတဲ့နေရာမှာဝင်ကြည့်လို့ရပါတယ်ပြီးတော့ video save ဆိုတဲ့နေရာမှာကိုကဘယ် video တွေ share ထားလဲဆိုတော့ကိုကို share ထားတဲ့ video တွေကိုဒီမှာ video save ဆိုတဲ့နေရာမှာအဲနှိပ်ပြီးတော့ပြန်ကြည့်လို့ရပါတယ်ကျွန်တော်ကတော့ဘာမှမ share လို့ဘာမှမရှိပါဘူးပြန် video watch ဆိုတာရှိပါတယ်အဲ့ဒီ video watch ဆိုတဲ့နေရာကကိုကြည့်ထားတဲ့ video တွေပါ ကိုရှာထားတဲ့ဗီဒီယိုမဟုတ်ပါဘူးကိုကြည့်ထားတဲ့ဗီဒီယိုတွေပါကိုက read တွေကြည့်ထားမယ်ဗီဒီယိုတွေကြည့်ထားမယ်ဆိုရင်ကိုကြည့်ထားတဲ့ဗီဒီယိုကိုဒီနေရာမှာပြန်ရှာကြည့်လို့ရပါတယ်ဒီမှာကိုကြည့်ထားတဲ့ဗီဒီယိုတွေတက်လာပါပြီကိုကြည့်ထားတဲ့ဗီဒီယိုတွေကိုပြန်ဖြတ်ရှင်နေဆိုရင် in clear video was history ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင် clear ဆိုတာလေးကိုနှိပ်ပေးလိုက်လို့ရှိရင်အကုန်လုံးကိုကြည့်ထားတဲ့ဗီဒီယိုတွေကအကုန်ပြတ်သွားပါလိမ့်မယ်ပြီးတော့ search history ဆိုတာပါဒီ search history ဆိုတာက Facebook ရဲ့ search bar မှာ ကိုရှာထားတာတွေမှန်သမျှအဲဘလို့ရှာထားလဲဘလို့ဘာတွေရှာထားလဲဆိုတော့ကိုအဒီနေရာမှာကြည့်နိုင်ပါတယ်ကျွန်တော်ကတော့ဝင်မပြတော့ပါဘူးဒီ group search ဆိုတာကတော့ကိုရှာထားတဲ့ group တွေကိုဒီမှာကြည့်လို့ဝင်ကြည့်လို့ရတဲ့နေရာပါကိုကဘာ group တွေဘာ group တွေရှာထားလဲဆိုတော့ကိုဒီနေရာမှာဝင်ကြည့်လို့ရပါတယ်ပြီးတော့ your comment ဆိုတာကတော့ကိုအကောက်စဖွင့်လိုက်တာနဲ့အခုချိန်ထိကိုမှတ်ထားတဲ့ comment တွေကိုဒီနေရာမှာတနေရာထဲမှာဝင်ကြည့်လို့ရပါတယ် ပြီးတော့ like and reaction ဆိုတဲ့နေရာမှာကိုကဘသူ့ရဲ့ post တွေကိုဘသူ့ရဲ့ video တွေကို like တွေပေးထားလဲဟာဟာတွေပေးထားလား angry တွေပေးထားလား reaction တွေပေးတဲ့ဟာတွေကိုဒီမှာဝင်ကြည့်လို့ရပါတယ်ဒီ like and reaction ဆိုတာကတော့ကိုယ့်ရဲ့ post တွေကိုလည်းသူများကပေးတာတွေကိုမြင်ရမယ်အဲကိုပေးထားတဲ့ post တွေကိုလည်းမြင်ရမယ်အဲ့လိုမျိုးနေရာပါအကုန်လုံး like and reaction အကုန်ပေါင်းချုပ်ကိုဒီနေရာမှာဝင်ကြည့်လို့ရပါတယ်ပြီးတော့ group post ပါ အဲကိုကဘယ် group တွေမှာဘယ်လို post တွေတင်ထားရဲဆိုတော့ကိုအဲဒီ group post ဆိုတဲ့နေရာမှာဝင်ကြည့်လို့ရပါတယ် group တွေထဲမှာကျွန်တော်တင်ထားတဲ့ဟာတွေပါအဲ့ဒါတွေကိုပြန်ဖြတ်မယ်ဆိုရင်ဒီအဆက်30ကိုနှိပ်လိုက်ပါပြီးရင် delete ဆိုတာလေးကိုနှိပ်ပေးလိုက်လို့ရှိရင်အဲဒီလိုမျိုးတနေရာထဲမှာဖြတ်လို့ရမှာပဲဖြစ်ပါတယ် delete နှိပ်လိုက်ရုံနဲ့တန့်ပြတ်သွားပါလိမ့်မယ်ဒီနေ့ကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါစီနောက်လာမယ့် video တွေကြားလို့ရှိရင် Facebook က အရေးကြီးတဲ့ subject တွေအဲမိတ်ဆွေတို့အတွက်လုံခြုံရေးအတွက် subject တွေကိုပြောပြပေးအောင်ပါဖြစ်လို့အဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးဖို့တောင်းဆိုပါရစေအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်